ားလုံးပဲမင်္ဂလာပါ Flutter Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မွတ်စလင်တတိယကံချက်ကိုရုပ်စုပေါ်စောင်းမြုံနေတဲ့ပုံကတူကတို့ကိုနောက်ကျော်ကနေဒါနဲ့ဒိုးပြီးတမက်ဖွဲ့ရကောင်းနေအရာတစ်ခုကိုလှုပ်လိုက်တာတဲ့ပို့ပြီးဘယ်ရာကတုံလို့เสียဖြစ်နိုင်ပါမလဲဟောမှာတင်ကြဆုံးသူကအကြောင်းကလင်းငယ်တွေရဲ့မြည်ရည်ဒီကံကြေကြာမှုကိုရုတ်တရက်ဦးစားပေးသွားရတာလေဓမ္မကောင်းစာနေပဲဒီလိုတုံလို့เสียကောင်းနေအရာတစ်ခုတကယ်ပဲဖြစ်ပြခဲ့ပါတယ်ဒါကြောင့်လဲရော်နယ်ဒိုဆိုတဲ့စကလုံးဟာဆိုရယ်မီဒီယာတွေပေါ်မှာခေစားလာနေကြရပါတယ် နိုဝင်ဘာလ16ရက်နေ့မှာဘောလုံးစူပါစတားခရစ်စတီယာနိုရိုနယ်ဒိုဟာအမေရိကန်သမ္မတဒိုနယ်ထရန့်ကအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့ဆော်ဒီအင်ရှင်မင်သားမိုဟာမက်ဘင်ဆလမန် MBS အတွက်ပြည်ညက်ခံလာတဲ့အင်ဂျူရောညစာစာပွဲကိုလာရောက်တဲ့အားအသင့်ပွဲ DMB Editor တွေကတဝူဖြစ်ပါဝင်လာခဲ့ရပါတယ်။ဒီပွဲကပုံရိပ်တွေအတွင်းမှာကိုယ်တိုင်တပ်ပေါင်းဆက်ပြီးရိုင်းနေတာတွေဟာဒီဂျီမီဒီယာတွေပေါ်မှာမိတော့တို့ပြန့်နှံ့သွားခဲ့ရပါတယ်။နိုင်ပိုင်းအတွင်းမှာပဲ point ကိုရိုနယ်ဒိုရိုနယ်ဒိုကိုတပိမောက်ဆိုတဲ့စကားလုံးတစ်ခုက ဘာလုံးဆိုင်ရာခီးစီကြောင်းလေးတွေကိုတက်လာခဲ့ပါတယ်။ဒါပေမဲ့ဘာလို့ဒီလိုပေါ်ထွက်လာမှုကဒီလောက်ထိဒေါသထွက်စီရတာလဲ။ဟိုနာတို့ရဲ့အမေရိကန်ပြည်သက်တွေကသူ့ကိုဘာကြောင့်ကြောက်ခိုင်းနေကြတာလဲ။ပါလက်စတိုင်းကလေးတွေရဲ့တွေးရတယ်မှာလက်နက်ထားတဲ့သူတို့ဖြစ်တဲ့ရိုနယ်ဒရန်နဲ့ရိုနယ်ဒိုကပြောချင်းချင်းစကားပြောတွေးဆနေတဲ့ပုံနာဒူတိုင်းအတွက်မုန်တိုင်းတစ်ခုရဲ့ပုံချက်ဖြစ်လာခဲ့ပါတယ်။အင်ဂျူတော့ညစာစားပွဲမှာရိုနယ်ဒိုကအီရှွန်းရဲ့ကျင်းသားလေးမှာတရောင်တသထိုင်နေခဲ့ပြီး ကနဲ့ MBS နှုတ်ဦးစလုံးကတို့ရဲ့ထုတ်ပြန်ချက်တွေကိုပြောကြားမယ့်နေရာနဲ့ညီကနေခဲ့ပါတယ်။ဒီပညာနယ်ဘက်ကထိပ်တီးပုံကိုယ်တွေဖြစ်တဲ့ပင်ကိုအီလွန်မတ်နဲ့အဓိကစီးပွားရေးလုပ်ငန်းရှင်ကြီးများစွာနဲ့အခမ်းကိုပြနေခဲ့ပါတယ်။သူကပြောင်းရင်နေတာ၊ဒေးလေးရှိနေတာ၊စပီရိုက်နေတာနဲ့ဒီခိုင်တံကိုပြောင်းရှင်နေတာကိုတွေ့ခဲ့ရပါတယ်။သူရိုက်ခဲ့တဲ့ကိုတိုင်တပ်ပုံစပီယာ၊ favorite တွေကြီးတွေ၊အီလွန်မတ်နဲ့ယန်နီအဖန်တီနိုတို့နဲ့အတူပါဝင်နေပြီးပြန်နံခဲ့ပါတယ်။သူတို့ကပါလက်စတိုင်းတွေကို နောက်ကျော်ကနေရဲဆက်ဆက်ဓာတ်နဲ့ထိုးခဲ့တဲ့လူတွေပဲပြည်ပါလေဒီလိုမှကအစ်ထွေးကိုအထောက်ပံ့ပေးကြောင်းထပ်ခါတလဲလဲပြသခဲ့ပြီးအင်ဖန်တီနိုကတော့ရုရှားကယူကရိန်းကိုကျူးကျော့ခဲ့တဲ့အတွက်အဖိုင်အဖီကရုရှားကိုပိတ်ပင့်ခဲ့ပေမဲ့အစ်ထွေးကိုပေါင်ငင်းပြုခဲ့ပါလေအစ်ထွေးအတွက်တော့ဒီလိုမျိုးလုံးနိုင်စမရှိခဲ့ပါဘူးတကယ်တော့မကြသေးမီကပီယာမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာသူကဒိုနယ်ထရန့်ကြောင့်ကိုလွန်မြင့်တင်ပြောဆိုခဲ့ပါလေ ဒါကဘာကြီးကိုပြောင်းလဲဖို့ကိုညီနိုင်တဲ့သူတွေတဲကတရားကိုပါပဲကျွန်တော်တကယ်တွေးကျင်တဲ့သူတွေရောက်ဘာလို့သူကပြောခဲ့ပါလဲသူကကဘာပေါ်မှာသူကကျွန်တော်ကိုပိုတိကြပါလေဘယ်သူမှကျွန်တော်ထပ်ပို့ပြီးနာမည်မကြီးပါဘူးလို့တော့ပြောဆိုတယ်ထီတောင်ရောက်ခဲ့ပါလေဒီဆောင်တော်ကသူ့ကိုဆန်ဟာကဘာကြီးကိုတကယ်ပြောင်းလဲနိုင်တယ်ဆိုရင်ဘာလို့ပါလက်စတိုင်းချင်းတွေကိုမပြောင်းလဲသေးနိုင်တာလဲလို့မေးခဲ့ပါလေဒီမှာလေပြည်တဲ့ခြေခံရှိနေတာကကဘာကြီးကိုမကူညီနိုင်ဘူးဆိုရင်အဲ့ဒါကဘာကြိုးရှိမလဲ ။ဒါကြောင့်သူဟာဩဇာကြီးဆုံးပုဂ္ဂိုလ်တူအနေနဲ့အာဇာကမတရားမှုကိုစတင်ပြီးအတံမမြင်ရတာလေလို့ပြောကြခဲ့ပါတယ်။အခုတော့သူလည်းပဲတရားမှုနဲ့ပတ်စံကိုပြူးဆိုင်ပြီးဗာဒိဘယ်မှမခံကျင်တဲ့အခြားနယ်မယ်ကျော်တွေနဲ့လူကြဘူးလို့ထင်ခံနေရပါတယ်။တောင်းဝတ်မှုတွေကချက်ချင်းဖြစ်ပေါ်ခဲ့ပြီးရေရောမှုလည်းမရှိခဲ့ပါဘူး။မချက်တွေကထရိုရီစီကမဟုတ်ပဲမွတ်စလင်တွေနဲ့ရော်နယ်ဒိုပရိသတ်တွေစီကပြည့်ရပါတယ်။ရော်နယ်ဒိုကခါချာကကလေးတွေအတွက် မြတ်တည်နိုင်ဘူးဆိုရင်ဒီလိုကြီးမားတဲ့ပြည်သက်ခြေခံရှိနေတာကအတိပဲမရှိပါဘူးလို့ပြည်သက်တွေကဒေါ်လာထွက်နေကြပါတယ်။ဘနေတို့ကဣရှေကိုလက်နက်တွေနဲ့ဒေါ်လာဘီလီယံပေါင်းများစွာပံ့ပိုးနေတဲ့သူတို့ဖြစ်တဲ့ဖရန်နဲ့ဘလို့ပြောရှင်းနေနိုင်တာလဲဆိုတာကိုသူတို့မယုံကြည်နိုင်ကြပါဘူး။ပလေးငယ်တွေအရှင်လက်လက်မီရှုခံနေရချိန်မှာသူ့ဆိုရကဣရှေကိုတဏမန်ရေးရအဘယ်ပေးနေတဲ့သူနဲ့သူဘလို့ပြောပြီးပုံစံပေးနိုင်တာလဲဆိုတဲ့သကလုံးတွေထွက်ပေါ်လာနေပါတယ်။စီရီယာကလေးတွေတည်းနဲ့ကြားခဲ့ရတဲ့ရော်နယ်ဒိုကရောက်သွားတာလေ နိုဝင်ဘာလ16ရက်နေ့မှာမြင်တွေ့ခဲ့ရတယ်ရိုနယ်ဒိုဟာရည်စမှုကျူးလွန်ခဲ့တာမဟုတ်ဘူးဆိုပေမဲ့သူ့ရဲ့ပြောင်းတွေနဲ့ရေမောတန်တွေကပါလက်စတိုင်းမျိုးကိုငိုကြေးစေခဲ့ပါတယ်။သူကနတန်ယာဟုကိုကွန်ပျူနေတဲ့သူနဲ့ဘလို့လက်တွဲနိုင်တယ်လဲလို့သူတို့ကမေးမွန်းထုတ်စေခဲ့ပါတယ်။ပြည်သက်တွေကသူ့ရဲ့အစ္စလမ်ဘာသာစုကူပြောင်းခြင်းကိုဆရာထက်တန်စွာစောင့်မျှော်နေချိန်မှာရိုနယ်ဒိုကအစ္စလမ်ဘာသာကသူ့နှလုံးသားနဲ့အလံဝိနည်းသေးတယ်ဆိုတော့ကိုတက်တက်ပြလိုက်တဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့တွင်းမြင့်တွေကိုလည်းကွန်မန့်မှာမှတ်ခဲ့ပေးနိုင်ပါတယ်။ ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမနဲ့ကြောင်းရိုက်နေတူပြန်လာခဲ့ပါမယ်